ဝင်းကားဟိဟိဦးလေးကြည့်လို့ရမှာဟိဟိလေးနည်းနည်းတောင်းရင်းနဲ့လေဟုတ်ကဲ့ပါဟာပါရမ်းစကောင်းလို့ဟိဟိဦးစိတ်ဝင်စားပါဟောမွေးညာပဲဟိဟိလေးနည်းနည်းလားရရင်မှနည်းနည်းဟုတ်ကျေးဇူးပါဟယ်လိုဂျေဗိုက်ကနေကြိုဆိုပါရစေဒီတစ်ခါကတော့ဂျေမွေငါထောရဲ့ episode 16မှာ ဟုတ်မွေးငါလားအုံးလို့ခေါဆွဲလဲရတယ်ဩဟုတ်မလည်းဖိတ်ပဲရပါတယ်ဩဟုတ်ငင်းအုံးလို့စားမလားမွေးငါတပွဲအုံးလို့တပွဲပေါ့ဘာကြော်ရရလဲအကျောင်းကဘူးကြော်နဲ့လေးပဲကြော်တက်တူကြော်ဘူးဘူးပဲကြော်ရပါလို့နော်ဩမဖဲဥပဲဥလိုလဲရတယ်မမဩဟုတ်အုံးလို့မဆိုရင်တက်တယ်နဲ့တက်ချင်တော့ရပါလို့ပဲတွေ့ရဲ့ချက်ချက်ရပဲမွေးငါဘာငါနဲ့ချက်တာမွေးငါငကြီးနဲ့ကငကြီးတို့နဲ့ချက်တာပဲမင်းဩ ပဲမွင်ကလားမြေကောင်းမွင်ကပဲမွင်ကပဲမွင်ကဩဟုတ်ဒီဆန်ရှားမွင်ကရဲ့ချက်နီးလေးရာမြို့ဝကျွန်းပေါ်ဘက်မှာ အလူမင်္ဂလာတွေမှာအက်ခံလေးရှိတယ်ပွဲထိုင်မွင်ကချက်နီးလေးပါတဲ့အုံနုခောက်ဆွဲလေးကိုတော့ကြက်သားရဲ့အချိုတက်အဓိကထွအောင်တေချာချင်ယူပြီးပြုတ်ထားတယ်။ကြက်ရိုးပြုတ်ရည်နဲ့ချက်ထားပါဗျ။ ုံနှုတ်ရဲ့နှုတ်စင်းရဲ့မြေပဲရဲ့ပဲရဲ့လဲပါတာဗောနော်အုံနှုတ်ခောက်ဆွဲရတော့ဆန်ရှားဆိုင်လေးမှာစနစ်တနင်္ဂနွေနှစ်ရက်ပဲရပါတယ်အခုလောလောဆယ်ရတော့မွေးငါးလေးပဲအတိအကျရပါသေးတယ်တနင်္လာနေ့တိုင်းဆိုင်ပိတ်ပြီးတော့ဆိုင်ဖွင့်ချိန်ရတော့နေ့လယ်တနိုင်ရနေ့ညနေ6နာရီအထိပါဆိုင်လေးကတသက်ရရတနက်ရှင်ရှင်လေးနဲ့မွေးငါအုံနှုတ်ခောက်ဆွဲချက်တဲ့ပါဝင်ပစ္စည်းတွေကိုလည်းပစ္စည်းကောင်းလေးတွေပဲတုံးထားပါဗျ။ ဆိုင်လေးကိုလမ်းညွှန်ရရင်တော့မြောက်တကုံ28ရက်ကွက်ကပင်လုံလန်းအစုံးမှရှိရယ်ပင်လုံအင်ရအပိုင်းလေးဘက်ထဲကိုဝင်လာခဲ့ရမှာပါ တော်ဝင်နှင်းစီလမ်းထဲဝင်လာပြီး Seven Tail Pub Wellness Center ရဲ့အရှိနာလေးမှရှိပါတယ်ဟုတ်ကျေးဇူးပါ ပွဲထိုင်မဝင်ကပုံစံလေးချက်ထားတယ်ဆန်ရှားမဝင်ကငကြီးငခုငကျင်ငားတွေအဓိကထားသုံးထားပြီးတော့ငားများများနဲ့တိတိချာချာလေးစီတက်ပြီးတော့ချက်ထားတာပါသူမွေငါလေးငါဖက်မြများလေးနဲ့အရသာချိုးပြီးတော့တော်တော်လေးကိုစားလို့ကောင်းတဲ့မွေငါပါ သူရဲ့ပွဲပြင်းတဲ့မုတ်ဖက်ကိုလည်းတာရှိခံစည်းမပါတဲ့တဘာဝမုတ်ဖက်ကိုပဲသုံးပေးထားပါဗျ။လုံးဝလေချိုးပြီးတော့မှွေးနေ။ကြားလာကြတော့ရှိတယ်။သူကပဲမှွေးငါဆိုပေမဲ့ပဲရတာချွဲပြပြအရတာမျိုးမရပဲနဲ့ငါရတာချူချူလေးရဲ့ငရုတ်ကောင်းနဲ့လေးနည်းနည်းစီတက်နဲ့လေးနည်းနည်းနဲ့တော်တော်လေးစားလို့ကောင်းတာပါ။အင်းသူကပါဆယ်ရွယ်ပါ။ စားခဲ့ဘူးတဲ့မဝင်ကအရသာလေးနဲ့ကွဲထွက်ပြီးတော့ခြေလေးအဲ့နေရစားခဲ့တာတော်တော်လေးသဘောကျခဲ့တာမို့လို့သွားစားကြည့်ဖို့အတွက်ကို highly recommend ပေးပါတယ်။သူ့ဆိုင်မှာလက်ဖေးရည်လေးလည်းရရတယ်ဆိုလို့ခြေလက်ဖေးရည်လေးလည်းမြည်ကြည့်ခဲ့ပါတယ်။သူ့လက်ဖေးရည်ထဲမှာအဲ့လိုမျိုးမလိုင်ဖက်လေးတွေပါတာတော့သဘောကျပေမဲ့လို့ပေါ့နော်။ဒီလက်ဖေးရည်ရဲ့အရသာကတော့ခြေအကျိုက်ပုံစံမျိုးမဟုတ်ပါဘူး။ လဖေးရည်ရဲ့အရာသာနည်းနည်းပေါ့နေပြီးရောအချိုနည်းနည်းများနေတယ်လို့ခံစားရပါတယ်စနေတနင်္ဂနွေနေ့နှစ်ရက်ပဲရတယ်။အုံနှုတ်ခောက်ဆွဲအရသာလေးရလဲလုံးဝရှယ်ပါပဲ။ ခေါဆွဲပွဲထဲမှာစက်သားဖက်များများလေးလည်းထည့်ပေးထားပြီးတော့သူ့ဟင်းရည်ရဲ့အရာသာလုံးဝစိတ်ထွက်ပြီးတော့စားကောက်နေတာပါဟုတ်လားဘယ်နာအောင်လို့တော့တယ် ။အုံလို့ခေါက်ဆွဲရဲ့အရာသာတော့တော်ယုံတန်ယုံဆိုင်နေမှာဒီလိုအရာသာမျိုးတော့မရလောက်ဘူးလို့ထင်တယ်ပေါ့နော်။တော်တော်လေးကိုစိမ့်စိမ့်လေးနဲ့စားကောင်းတာပါ။အုံလို့ခေါက်ဆွဲလေးကိုလည်း highly recommend လုပ်ပါတယ်။သူကတော့စနစ်တနင်္ဂနွေပဲရပါတယ်နော်။ပြီးတော့တနင်္လာနေ့တရက်ကလည်းစိုင်ပိတ်ရက်လေးပါ။ဝင်းကားကြီးကိုလေးကြည့်လို့ရမှာ။ဟိလေးနည်းနည်းတောင်းရင်းနဲ့လေ။ဟုတ်ကဲ့ပါ။ဒါပါမဟုတ်ဘူး။ရဲစားကောင်းလို့ ဟုတ်ပါဘူး။ဟင်းဟိုစိတ်ဝင်စားွာ။ဟုတ်ပါရဲ့။ဟင်းဘယ်လိုမှတင်တယ်ကျွတ်တော့။ဟောမွေးနေရပဲ။ဟေးနေနေလား။ကြာရင်မှနေနေဟောကျေးဇူးပါ။အန်လေးပဲရောနေ။ဟေးငန်းနေစပွဲမားထိုင်တော့မ။ဘလောက် ဒီမွေးကတော့စားနေရင်နေတော့မှာခဏခဏစားကောင်းနေစားကောင်းနေလို့ပြောရလောက်အောင်ကြိုက်တဲ့မွေးကမဟုတ်လို့ဟင်းရဲ့ရတာလေးကိုလည်းတတိချာချာလေးမြည်ကြည့်ခဲ့လိုက်ပါတယ်။တကယ်ကောင်းလား။မြေကောင်းတဲ့လေးလည်းတင်းတင်းလေးရတယ်။နည်းနည်းပေါ့နော်။ငါရဲ့အချိုကငါပြည့်နှစ်နေရပဲငါအနှစ်တရား။ ငားတွေအများကြီးပါတော့ချိုးညပဲတကယ်မိုက်ရှယ်တကယ်စားကောင်းတဲ့မွေငါဆိုင်လေးမို့လို့မြောက်တကုံနေရသူတွေရောမြောက်တကုံဘက်ရောက်ဖြစ်ရင်ရောဝင်ပြီးရော try ကြည့်ကြပါလို့ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက် vlog လေးကြမှာထပ်တွေ့ကြမယ်နော်တတား